မင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဒီနေ့ဒီဇင်ဘာလ၄ရက်နေ့မှာထွက်ရှိလာတဲ့နေ့စဉ်ထုတ် သတင်းစာချန်နယ်တွေကကောင်းလို့ရစိတ်ဝင်စားဖို့ရတဲ့သတင်းတွေကိုထုတ်နှုတ်တင်ဆက်ပကြားပေးတဲ့အစီအစဉ်ဒုတိယပိုင်းပြန်လည်စတင်တာဖြစ်ပါတယ်ဒီစီဇန်မှာတော့ကျွန်တော်ညီငယ်တဲ့အတူမခင်င်းဖြူစိုးတို့ကတင်ဆက်ပကြားပေးတော့ဖြစ်ပါတယ်အဲ့တော့ဒီဒုတိယပိုင်းမှာတော့ကျွန်တော်ပဲအရင်ဆက်ဖတ်လိုက်ပါမယ်ဒီ7 day daily သတင်းစာပါညနေဖုန်းမှာတော့လင်းပြိုင်မြားပြိုင်ထားပါက1900နှစ်အထိချမှတ်နိုင်သည့် တလင်တမရစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေကြမ်းအမျိုးသမီးများကြိုဆိုဆိုပြီးတော့နော်ဒါတော့ဒီဇင်ဘာလ3ရက်နေ့မှာပြည်ညိုင်းဝန်ကြီးဌာနတစင်ထုတ်ပြန်တဲ့အဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့နော်ဒီမှာအမျိုးသမီးတွေပြောတာပေါ့နော်တရားဝင်အိမ်တော်ရှိလျက်နေတဲ့ထပ်မံလက်ထပ်ပါကထိုသူကို1900နှစ်အထိချမှတ်နိုင်ကြောင်းလွှတ်တော်သို့ပေးပို့လိုက်သည့်တလင်တမရစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေကြမ်းတွင်ဖော်ပြထားကြောင်းသတင်းရရှိသည်ဒီမှာရေးတာတော့အဲ့ဒီဥပဒေကြမ်းပါတဲ့တရားဝင်လက်ထပ်ထိမ်းမြှားသူသည် မပြတ်ဆဲရသေးပဲထပ်မံလက်ထပ်ပါကထိုးသူကိုပြည်မှုဆိုင်ဥပဒေပုံမှ၄ကို၄ကျူးလွန်ကြောင်းတဲ့နော်ဒီမှာဆမ်မနာနေမှာတော့ဆက်ရေးတာဒီမှတ်ယူရမည်ဖြစ်သည်ဖော်ပြထားသည်တဲ့ဒီတရားလွတ်တော်ရှင်းနေဥက္ကုဏီပြောတာလေးရှိပါတယ်ပုံမှ၄ကို၄ဆိုတာလင်းသွမဟုတ်မရရှိလျက်နဲ့ထပ်မံထိမ်းများခြင်းပြုရင်အဲ့ဒီလူကိုထောင်ကနေအထိချမှတ်နိုင်တယ်လို့ပြဌာန်းကြတာဖြစ်တယ်တဲ့ဒီဥပဒေကြမ်းမှာအဓိကအချက်ကတော့မြန်မာနိုင်ငံမှာနေထိုင်သူအကုန်လုံးဒီဥပဒေနဲ့တဲ့လက်ထပ်ထိမ်းများတာကို လက်ကိုလက်ခံရမယ်ဆိုတော့ပဲဒါဟာမြန်မာနိုင်ငံတရားဥပဒေအနေထားအရမျိုးဘာသာအလိုက်လူမျိုးဘာသာအလိုက်ဒလိထုံးတဲ့အလိုက်ဥပဒေတွေကိုအတိမတ်မပြုတ်ပဲတမင်တက်တက်ချုပ်ချယ်ခြင်းနဲ့ရည်ရွယ်ချက်တွေလောက်တာဖြစ်တယ်ဒီနောက်ကမှနိုင်ငံရေးရည်ရွယ်ချက်တွေရှိတယ်လို့ကျွန်တော်ယူဆပါတယ်ဆိုပြီးတော့တရားလွှတ်တော်ရှင်တွေဥက္ကဋ္ဌတွေကပြောတာဖြစ်ပါတယ်မျိုးသမီးတယောက်ပြောတာတော့တလင်တမယာစနစ်ဆိုတာတဲ့မျိုးသမီးတွေအတွက်ဘယ်ဘာသာမှဖြစ်ဖြစ်တင့်တော်တယ်အဖြစ်တင့်ဆုံးပဲလို့ကျွန်မကတော့ယူဆတယ် အမျိုးသားတွေအနေနဲ့တက်နိုင်လို့ယူတဲ့ထောင်းကလင်တမရစနစ်ကိုပဲကျမတို့ကတည်တန့်စေချင်တယ်တဲ့။နောက်ဒီမှာဒီမြန်မာနိုင်ငံအမျိုးသမီးအာ sorry မြန်မာနိုင်ငံအမျိုးသားလူခွင့်ရေးကော်မရှင်အဖွဲ့ဝင်တဲ့ဒီအရင်တော့အမျိုးသမီးရေးရာအဖွဲ့ဝင်ဟောင်းပါတော့တော်များများပြောတာတော့မိမတွေအများကြီးယူတဲ့အတွက်နောက်ဆက်တွဲအကျိုးဆက်သူတို့ပေါက်ဖွားလာမဲ့သားသမီးတွေမှလည်းအများကြီးပြဿနာတွေဖြစ်နိုင်တယ်။ဒီဥပဒေကလူမှုရေးနိုင်ငံရေးစီးပွားရေး ဘာနဲ့ပဲတိုင်းတာတိုင်းတာကျမတို့အမျိုးသမီးတွေကိုအကာအကွယ်ပေးတဲ့ဥတွေဖြစ်ပါတယ်ဆိုပြီးသူပြောတာပါမတ်တလေထုံးတဲ့အစင်လာဥတွေပါတော့ယောက်ျားတွေအနေနဲ့အကန့်အသတ်မရှိအများယူနိုင်မှုကိုပြဋ္ဌာန်းထားပြီးအစ္စလမ်ဘာသာထုံးတဲ့အစင်လာယောက်ျားမျိုးမှာအကန့်အသတ်ဖြစ်အများဆုံးဒီ၄ဥအထိယူနိုင်ကြောင်းပြဋ္ဌာန်းထားတယ်တဲ့ခရိယံဘာသာတော့တလင်တမယာစနစ်ဖြစ်ပြီးတော့ဒီကွာရှင်းပြည့်စဲပြီးမှနောက်တူကိုပေါ့နော်ယူတိုင်းနေဆိုပြီးဟုတ်ကဲ့ဒါတော့ဒီလက်ရှိသူတို့เนาะဒီကျွန်တော်တလင်တမယာစနစ်ကို ဒီလောက်ရမယ်ဆိုပြီးတော့ကျင်တော့ရမယ်ဆိုဥရိကျမ်းမှာဒီပေါ်ပြတာပါเนาะဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်ဒီမှာကတော့ဒီနေ့ထုတ်လီ daily 11နဲ့မှာပါတယ်ဟုတ်ကဲ့ရှောင်းတခင်စစ်ဆေးမှုသာပြုလုပ်နိုင်ခြင်းကြောင့်တစ်ခိုးထုတ်လုပ်မှုများဆက်လက်မြင့်တက်နေပြီးခုနှစ်လအတွင်းကျွန်းအပါဝင်တစ်တန်းချိန်3000ကျော်ဖမ်းဆီးရမိဆိုတဲ့သတင်းလေးပါ ဒီရှောင်းတခင်စစ်ဆေးနိုင်မှုသာရှိနေခြင်းကြောင့်တစ်ခိုးထုတ်လုပ်မှုများမှာဆက်လက်မြင့်တက်နေပြီးခုနလအတွင်းမှာပဲကျွန်းတစ်မာနဲ့အခြားတစ်များကိုတိုင်ချိန်300ကျော်ဖမ်းဆီးရမိခဲ့ကြောင်းပဝန်ကျင်ထိန်သိမ်းရေးနှင့်တတော်ရေးရာဝန်ကြီးဌာနစစ်ဆေးရေးဌာနညွှန်ကြားရေးမှူးဦးပြည့်စုံမျိုးရဲ့ပြောကြားချက်အရသိရပါတယ်တဲ့ဖန်စီရရှိခဲ့တဲ့တစ်အမျိုးအစားအရာတဲ့အဖိုးတန်တစ်များကိုခိုးထုတ်မှုဈေးကွက်ကမြင့်မာနေစေဖြစ်ပြီးအဓိကဝယ်လိုအားဖြစ်တဲ့တရုတ်နိုင်ငံဘက်ကမှောင်ခိုတင်သွင်းခြင်းဖြစ်တဲ့ ကျိုးအပါအဝင်ဒဒန်လျင်အနိုင်ဆုံး360မှ100ရာပေါင်စည်းရှိတဲ့တမလန်းတစ်အမျိုးအစားများမှာခိုးထုတ်မှုအများဆုံးဖြစ်နေကြောင်းသိရပါတယ်တဲ့ဒီသတင်းပေးပို့ချက်များအရသာဖန်ဆီးမှုကိုပြုလုပ်နေတာကြောင့်ပြည်ပသူတစ်ခိုးထုတ်မှုမြင့်တက်နေခြင်းကိုဟန်တာနိုင်သည့်အခြေအနေမျိုးမရှိသလောက်ဖြစ်နေတာဖြစ်တယ်ဆိုပြီးတော့ဖော်ပြထားပါတယ်ကျွန်တော်ပြီးခဲ့တဲ့လပိုင်းလောက်ကကျွန်တော်ဖတ်မိတာအဲဒီတရုတ်အာဏာပိုင်ကဒါရတဲ့ကိုကိုရဲ့ကိုလူရောပေါ့နော်ဒီသူပြောတာကိုကိုဘက်ကလူကိုထိမ့်မ ဟိုထဲရမယ်ဆိုပြီးတော့အဲ့လိုမျိုးဟိုအဲ့လိုမျိုးတက်ရောက်တဲ့ဇာတ်ကားတော့ပြောခဲ့ဘူးရဲ့ဟိုကိုကိုကဟိုထဲမှာနော်မြန်မာနိုင်ငံကသူတို့နဲ့မဆိုင်ဆိုပြောဘူးတယ်ဗျအဲ့လိုအာနာပဲဟုတ်ပါဟုတ်ပါဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဒီမှာဆက်ဖတ်ပြပါမယ်ဒီမှာစံတော်ချိန်နေ့စဉ်သတင်းစာပါမျက်နှာဖုံးပါပါပဲခုံးကျော်တရားတဲ့၃စင်ထပ်မံတည်ဆောက်ရင်ကျက်54တက်သမ35ဘီလီယံတဲ့ဘတ်ဂျက်၌တောင်းခံဆိုပြီးတော့ဒါတော့2015-16ဘဏ္ဍာရေးနှစ်ကြာ၃မှန်းကြီး ဒီငွေစင်းရာတာချက်မှာဗောနော်ဒီထည့်သွင်းတောက်ခံထားတဲ့ဒီရန်ကုန်တိုင်းဒေသကြီးစိုးအဖွဲ့ဗောနော်ဒီသမားသုံးရက်တွေကျင်းပါတယ်ပထမချင်းရန်ကုန်တိုင်းဒေသကြီးလွတ်တော်ဒူးစီဝေး၌စိုးအဖွဲ့ကိုစားဗန္ဓာယဝန်ကြီးဒေါ်ဆန်းဆန်းတို့တင်သွင်းခဲ့သည့်ရာတာချက်၌ပါရှိခြင်းဖြစ်သည့်တောင်ဝေဂုံးကျော်သရာတီဆောင်အတွက်အကျက်22.5ဘီလီယံရှစ်ပိုင်းလန်းစုံဂုံးကျော်သရာတီဆောင်အကျက်16.45ဘီလီယံနဲ့ကုတ်ကန်းလန်းစုံဂုံးကျော်သရာတီဆောင်အတွက်အကျက်15.4ဘီလီယံ အသေးသေးတောင်းခံထားခြင်းဖြစ်သည်တဲ့အဲဒီမှာဆက်ရေးတော့ရန်ကုန်မြို့တွင်ရင်ကျောပိတ်ဆို့မှုများဖြစ်ခြင်းရဲ့တဲ့လဲရန်ဂုံကျော်သရာဒီရွှေကုန်းတိုင်းဂုံကျော်သရာကျွန်တော်ဘေးနောက်ဂုံကျော်သရာပေါ့တိဆောက်ပြီးသွားပြီပေါ့နော်နောက်ထပ်ဒီမြင်းဒီကုန်းဂုံကျော်သရာတော့တိဆောက်ဆဲဖြစ်ပါတယ်လူကူးဂုံကျော်သရာ6ဆင်းတိဆောက်ဖို့တဲ့ကြက်ဒီတိတက်သမ52ဘီလီယံထည့်သွင်းတောင်းခံထားတယ်ဆိုပြီးတော့ဒါလွတ်တော်စည်းဝေးမှာဒီယာရားချက်မှာပါရှိရအောင်เนาะဒီဇိုးအဖွဲ့ရနေပြီးတော့ဟုတ်ကဲ့ပါဘာခင်ရင်ပြဇိုးရောဘာဖတ်ပြဖို့ရှိတယ်ခင်ဗျ ဟုတ်ကဲ့ကောမှကတော့ဒီ11နဲ့မှာပဲပါထပ်ပါရှိရတဲ့တင်ပေါ့နော်ဒီတနိုင်ငံလုံးနိုင်နိုဘယ်မာလာအတွင်းမှာအမှုပေါင်း2300ကျော်ဖြစ်ပွားခဲ့ပြီးနာကျင်မှုနဲ့မတိမှုဖြစ်စဉ်ပုံမှုဖြစ်ပွားဆိုရဲဒီဒီတင်လေးပါဒီမြန်မာနိုင်ငံအတွင်းမှာ2014ခုနှစ်နိုဘယ်မာလာအတွင်းအမှုပေါင်း2300ကျော်ဖြစ်ပွားခဲ့ပြီးပြီးခဲ့တဲ့အောက်တိုဘာလအတွင်းကဖြစ်ပွားခဲ့သောမှုခင်းဖြစ်စဉ်များအနက်နာကျင်မှုနဲ့မရေမှုဖြစ်စဉ်များပုံမှုဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးကဒီဇင်ဘာ3ရက်နေ့မှာပြောကြားခဲ့ပါတယ် တဲ့နိုဝင်ဘာလအတွင်းဖြစ်ပွားခဲ့သောဖြစ်စဉ်များအနက်မဒိမှုနှင့်နာကျင်မှုဖြစ်စဉ်တို့မှာအောက်တိုဘာလထက်ဖြစ်ပွားမှုများပြားလာတော့လေအခြားဖြစ်စဉ်များအခြားဖြစ်စဉ်များမှာရောကြခဲ့ကြောင်းစည်ရင်းစရာများအရာသိရှိရပါတယ်တဲ့ရန်ကုန်မြို့တွင်မေမဲစရိုက်ဆန်စွာခိုင်းရင်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တစ်ခုမှာအောက်တိုဘာ14ရက်နေ့တွင်တကုံမြို့နယ်တမရယုံကားပါကင်ရှိမှရပ်ထားတဲ့ကားတစ်စီးပေါ်ကလူရှိအုပ်နဲ့အနီးအနားစိုက်ကားဂိတ်မှစိုက်ကားသမားများအပြန်အလှန်အော်ဟစ်ကျိမ်းမောင်းရိုက်နှက်ရာမှာ ။တရားရရှိခဲ့တဲ့လူ6ဦးဟာကားဖြင့်ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်းသိရှိရပြီးဒီကျူးလွန်သူတွေကိုဒီဇင်ဘာလ3ရက်နေ့အထိစုံစမ်းစစ်ဆေးနေတဲ့အစင်သားရှိနေသေးတယ်ဆိုပြီးတော့ရဲတပ်ဖွဲ့ကပြောထားပါဗျ။လက်ရှိဒီပြည်ရင်းမှာစက်တင်ဘာလအတွင်းမှာလူသက်မှု123ဟုမရိမှု53ဟုနဲ့ဒီနာကျင်မှုက910တမှုလို့ဖြစ်ပေါ်ခဲ့တယ်ဆိုပြီးမြန်မာနိုင်ငံရဲဌာနချုပ်ကဖော်ပြထားပါတယ်။ဟုတ်ပါပါကျွန်တော်ဒီမျိုးရင်းကျွန်တော်တခြားနယ်စွာမပြောတော့ကျွန်တော်ရန်ကုန်မြို့မှာတော့နော်လာစဉ်ဒီလိုမျိုးစံဖတ်မှုတွေ လူလူချင်းဟိုကျွန်တော်မကြသေးခင်ဒီရပိုင်းမှာပဲကျွန်တော်ဒီစစ်တပ်ကဒီဘူဂျိုကြီးဟောင်းရဲ့နော်ဒါဒါကလည်းဒီလိုပဲတနက်ဖောက်ပြီးတော့နော်ရေစကန်မှာအဲ့လိုဟာလည်းဖြစ်ပေါ်ခဲ့ပါတယ်ဟုတ်ကဲ့ပါဒီသတင်းလေးနဲ့ပဲကျွန်တော်နေ့စဉ်ထွက်ရှိလာတဲ့သတင်းစာ channel တွေကကောင်းလို့ရစိတ်ဝင်စားဖို့ရသတင်းတွေကိုထုတ်နှုတ်တင်ဆက်ဖျားချပေးတဲ့စီစဉ်ဒုတိယပိုင်းဒီမှာပဲပြဆုံးဖြစ်ပါတယ်ကြည့်ရှု update ရဲ့ပိတ်သက်တွေကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ရှင်